မင်္ဂလာပါလို့ဥစွာအားလုံးကိုနှုတ်ခွန်းဆက်သလိုပါတယ်ကျွန်တော်ကဘာသာတရားထက်အသက်ရှင်တော်မူသောယေရှုခရစ်တော်ဘုရားအကြောင်းကိုပြောတော်သူပဲဖြစ်တယ်တနည်းပြောမယ်ဆိုရင်ကယ်တင်သောဘုရားအကြောင်းဖြစ်တယ်ဒီအခါမှာတချို့ကလည်းအထင်မြင်လွဲတယ်ဘာသာဆွဲတယ်ပေါ့ဘာသာတရားအားလုံးကောင်းတယ်ဘုရားအားလုံးလည်းကောင်းတယ်ပြဿနာကမိမိကိုယ်ကိုယ်ယုံကြည်တာဘာသာတရားရဲ့စံကိုမိအောင်ကျင့်ရှောင်းနိုင်တော့သူတယောက်မှမရှိဘူး ဒါကြောင့်မလို့အသက်ရှင်တော့မှာတရားပေးတော်ဖရာထက်တရားလည်းပေး၍ကဲတင်တော်ဖရာ အသက်ရှင်တော်ဖရာကိုရှာဖွေသင့်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။ဆိုတော့အသက်ရှင်တော့မှာเนาะကျွန်တော်အရေးကြီးပါတယ်။ဥပမာဂိုင်းနှစ်ဂိုင်းအပင်နှစ်ပင်တပင်ကတည်တော့မယ်မျိုးကောင်းတယ်။သူဆက်ရှင်စီခြင်းနဲ့ဆိုရင်ဒီဘက်ကရှင်သန်နေတယ်အပင်ရဲ့ဂိုင်းနဲ့သွားပြီးချိတ်ဆက်ထားမယ်ဆိုရင်ဒီဘက်အပင်တည်သွားပြီးမယ်ဒီဂိုင်းလေးကပြန်ပြီးဆက်လက်ရှင်သန်နေတယ်လို့ပဲကို အသက်ရှင်တော့မှာ အသက်ရှင်သောဖခင်နဲ့ကိုယ့်ရဲ့ဝိညာဉ်ချိတ်ဆက်ထားဖို့အရေးကြီးပါတယ်။တော့ကျွန်တော်ဒီအကြောင်းအရာတွေပြောတဲ့အခါမှာအချို့သောဘာသာအချို့သောဂိုင်းကနာတွေကငါတို့နဲ့ဒီဘိတ်လုံးမလား။ကြမ်းအကြောင်းကိုရှာယူမရှိတိုင်းပြောလို့ရပါတယ်။ဒါပေမဲ့ဘာသာတရားဆိုတာတမလို့ရေးဝိညာဉ်ရေးဖြစ်တယ်။အဲ့တော့ကြိုက်တဲ့နတ်ဝင်တဲ့ခေါ်လိုက်စင်ပေါ်တင်လိုက် ူနဲ့ကျွန်တော်နဲ့ထိုနဲ့ဝင်တဲ့နဲ့စကားပြောမယ်ဘသူကနိုင်လဲဘသူကဖျားလူလဲဘသူကဖျားကဘသူဖျားမှန်လဲဆိုတာကျွန်တော်ပြန်ပြီးပြောခဲ့တယ်လို့အခုလည်းပြောပါတယ်ကျွန်တော်တာမန်ယုံကြည်သူတယောက်ပဲဒါပေမဲ့ကျွန်တော်သခင်ရှုကိုမိမိရဲ့ကယ်တင်ပိုင်ရှင်ပဲစိတ်နှလုံးသားထဲမှာအကျွမ်းမဲ့ယုံကြည်လက်ခံပြီးတဲ့အခါမှာကျွန်တော်အသက်တာတည်းကမကောင်းတဲ့အညစ်အကြေးတူစရာအားလုံးကဖတ်သွားပြီးတော့မှတန်ရှင်းဖြောင်းမှဖြူစင်စွာ သက်ရှင်လာတယ်။ဒါအထက်ယုံကြည်သောသူတို့၌ဖြစ်ရသောနမိတ်လက္ခဏာဟုမူကားငါးဤနာမကိုအမည်ပြု၍နတ်ဆိုးတို့ကိုနှင်ထုတ်ကြလက်တန်းဆိုတဲ့အတိုင်းကျွန်တော်ယုံကြည်တဲ့အချိန်မှစလို့ဒီနတ်ဆိုးတွေများစွာကိုပေါင်းထုတ်ပေးခဲ့ဖူးပါတယ်။ဒီနေ့ကျွန်တော်တို့ခရိယံများကလည်းနော်အော်ဆရာတော်ကြီးတွေမှလို့ထင်တယ်မဟုတ်ပါဘူးကျမ်းစာထဲမှာတော့ယုံကြည်သူတိုင်းဒါလှုပ်ဆောင်နိုင်သောအခွင့်အရေးဖြစ်ပါတယ် တော့ဒါနဲ့ပတ်သက်ပြီးတော့မှမနှစ်ကဒီလိုအချိန်ပေါ့ကျွန်တော်အိမ်ထဲမလမ်းမကမ်းမှာနတ်ဆို6ရက်ပူသွားတယ်။တအိမ်ထဲမှာနှစ်ယောက်အပြိုင်နဲ့ပူတယ်တော့တရက်နဲ့တရက်လည်းမတူဘူးအဲကျွန်တော်က၄ရက်မြောက်နေမှာသွားပြီးမောင်းထုတ်တယ်၄၅၆၃ရက်မောင်းထုတ်ခဲ့တဲ့အကြောင်းအရာလေးအနှစ်ချုပ်ကိုကျွန်တော်ပြောပြချင်တယ်။ဟောကျွန်တော်ညနေဆိုရင်ကျွန်တော်ထေဘထန်းနေကစားတယ်ကစားခါနေမှာဒုတိယလာခေါ်တယ်။အော်ဒီလိုပဲ အဒီနာအိမ်မှာနတ်ဆိုးပူနေလေးရရှိပြီလိုက်ခဲ့ပါဆိုတဲ့အခါမှာကျွန်တော်လိုက်သွားတယ်ဆိုတော့ရောက်တဲ့အခါမှာဖခင်เจ้าကလူတွေကသူ့ကိုဝိုင်းပြီးတော့ဆူတောင်းပေးနေကြတယ်ကျွန်တော်ခဏစောင့်တယ်အဲ့ကြောင့်သူအိပ်ပျော်သွားအထင်းဝင်တဲ့အခါမှာအထင်းကအဆရာတော်ကိုကျွန်တော်တိတာပါတော့ဟာဘာလာလုံလဲဆိုတော့ဆရာအိမ်လာပြီးနတ်ဆိုးမောင်းတယ်ပြောလို့မကောင်းဘူးလေနော်ကျွန်တော်စာအုပ်လာပေးတာစာအုပ်လဲလှမ်းပြီးတော့ခုနအိပ်ပျော်နေတဲ့နတ်ဆိုးပူးတဲ့သမီးကကျွန်တော် လက်ကိုချက်ချင်းပုတ်ထုတ်လိုက်ပြီးရွှေပင်းမလားထားရင်ဆိုပြီးတော့မှကျွန်တော်ကိုထိုင်ခိုင်းတယ်ပြီးတဲ့အခါမှာနေနဲ့ငါပြိုင်မလားတဲ့ငါကချက်ချင်းဥရှင်ကြီးခေါ်ပေးလိုက်ခေါ်လိုက်ရမလားတဲ့သူပြောတယ်အဲဒါကြောင့်ပြောတယ်မှားနေပြီငါသခင်ယေရှုခိုင်းလို့လာတယ်သခင်ယေရှုနာမနိုင်ပဲမင်းကိုမောင်းထုတ်ပါအဲတော့ကျွန်တော်ကသူ့ကိုမေးတာပေါ့နော်ဘာလို့လဲဆိုတော့ तू ကတော့နတ်ကြောတဲ့အတွင်ထဲမှာတော့ညီးဆိုပေမဲ့12နှစ်14နှစ်ရှိသွားပြီအဲ့ မီးငယ်မှာတော့မျောနေပြီတရေ16កောင်နဲ့လာတယ်တဲ့။ဘာကြောင့်ဒီလိုလှုပ်လဲနေကသူများခိုင်းလို့တဲ့သူကပြောတာ။အသူများခိုင်းတိုင်းလုံးအောင်အပေါ်စားလားဆိုတော့ငါမပေါ်ဘူးတဲ့30ပေးပြီးခိုင်းတာ။ဘာနဲ့ခိုင်းလဲဆိုတော့လူအသွေးနဲ့ခိုင်းတယ်။ဒါ၄ကြောင့်နားမလဲပေါ့နော်။အဲနဲ့ကျွန်တော်အိုင်းနေတခင်ရှုနာမနိုင်ပဲမင်းထွက်သွားလို့အမိန်ပေးတဲ့အခါမှာသူအော်တယ်။ငါနောက်မလိုက်ခဲ့ကြနဲ့။ငါမင်းတို့မကြွေးနိုင်ဘူးဆိုပြီးတော့အိုင်းနေတော့ က်သွားပြီးသတိရလာတယ်ပေါ့အနစ်ချုပ်ပြောမယ်ဆိုရင်အဲ့တော့ကျွန်တော်ဒီလိုပဲဒီအကြောင်းအရာကျွန်တော် Facebook မှာပြောပြီးသားဖြစ်တယ်ကျွန်တော်နားမလဲဘူးပေါ့အဲ့တော့နားလည်တဲ့ဆရာတယောက်ကပြောပြတယ်ဒီနတ်ကတော်ကသခင်ယေရှုမသိဘူးကယ်တင်ခြင်းတရားမသိဘူးသူ့ကိုပြောပြပါသူတော့အစီမံပွဲတွေရှေ့ကနေပေါ့သူ့ရဲ့ဝိညာဉ်ပဲလာပူခြင်းဖြစ်တယ်သခင်ယေရှုအကြောင်းပြောပြပါအဲ့နဲ့ဒုတိယနေ့ရောက်လာပြန်ဒုတိယနေ့ကျတော့ထပ်လာခေါ်တယ်ဟာဘယ်လိုလဲပေါ့ အဲ့တော့ကျွန်တော် ရောက်သွားတယ်ရောက်သွားတဲ့အချိန်ကျတော့အဲ့သမီးပေါ့နော်အိမ်ရှိမှာတင်ပလင်းခွေထိုင်ပြီးတော့သူ့ကိုသူအဘတယ်အဲသူ့အဖေဆရာတော်ပေါ့နော်သူကလက်ညှိုးကြီးထိုးပြီးတော့မှအဲ့အောင်ရောက်ဖားတယ်မင်းကငါအားနာတယ်တဲ့သူများငါ့ကိုခိုင်းတော့ငါလောက်ရတယ်ပတ်စံလည်းယူထားပြီးပြီမင်းဒီလိုဆရာတွေခေါ်လိုက်ရင်တဲ့ငါတို့အချက်ကွဲရတယ်ပြီးရင်တဲ့ဒဏ်ရာလည်းရတယ်တော့အချုပ်ပြောမယ်ဆိုရင်ကျွန်တော်မေးတယ်အာ ဘာနဲ့လာတယ်ဆိုသူဆုံးနာမယ်တွေရွတ်ပေးလိုက်လဲမင်းထွက်ထွက်ဆိုတော့မင်းငါတို့လည်းမနိုင်ဘူးပြန်သွားရင်လည်းမင်းဆုံးနေရမင်းပြန်နောက်ရှေ့အောင်မယ်သူ့အတွက်ဆူတောင်းပေးပါဆိုကျွန်တော်အဲ့နေရာဆူတောင်းပေးရသေးတယ်ပြီးလဲပြီးတော့မင်းထွက်လို့ပြောတဲ့အခါမှာအထဲကမြင်းလေးမှာပူးနေတာပေါ့နော်ဆယ်လီနစ်ကလေးမှာအဲ့တော့မိဖြူထဲကခွေးနယ်လေးထွက်ခဲ့တော့အမိဖြူရဲ့ဝိညာဉ်ပြန်ဝင်တော့ထွက်လာလို့အမိတ်ပေးနေထွက်ဆိုပြီးတော့ထွက်သွားတော့သူထွက်သွားတယ်ပေါ့ထွက်သွားအဲ့ဒုတိယနေ့လည်းလွတ်မြောက်သွားတယ် နောက်ပိုင်းသိရတာအတွင်းထဲကကျွန်တော်ဝင်မကြည့်လို့သူကဝိုင်းချုပ်ထားပြီမဲ့လိုက်ကြိုက်တာပေါ့နော်ခွေးနတ်ဆိုသူကြီးစွန်းပါဇက်တဲ့ထိုးထည့်ပြာကြီးစွန်းတော့ကောက်ကွေးသွားတယ်ဆိုတော့ကျွန်တော်ပြန်သိရတယ်ပေါ့နော်ဟုတ်ဒုတိယနေ့ပြီးသွားရောပေါ့ဟုတ်တတိယနေ့မပြီးပြန်အောင်အာတတိယနေ့ရောက်တဲ့အခါကျတော့အပြင်မှာထိုင်နေတာသူအွန်လိုင်းဂိုင်းချုပ်နာမည်လည်းပြောတယ်နေရက်တွေလည်းပြောပါတယ်တော့အတွင်းထဲမှာတော့ဥရှင်ကြီးပူးတယ်လို့သူပြောတာပဲ ဲ့မှာကျွန်တော်ပြောတယ်အဲ့နေ့တော့ထွဲနော်အဲတခင်ယေရှုနဲ့မင်းတို့ရှင်းရမှာပဲဗောနော်ဆိုတော့ကျွန်တော်ကတော့လာပြီးတော့သစပလာပဲအမောင်းထုတ်ခြင်းဖြစ်တယ်တခင်ယေရှုခိုင်းလို့လာတယ်တခင်ယေရှုနာမနဲ့မောင်းထုတ်တယ်တခင်ယေရှုလက်ထက်အပ်တယ်မင်းမထွက်လို့မရဘူးဆိုတဲ့အခါမှာတတိယနေ့လဲထွက်သွားတယ်ထူခြားတာကတော့အဲ့တတိယနေ့မှာ လာမောင်းပေးတဲ့ဆရာတပါးကပြန်ပူးနေတယ်ဗောနော်ဆိုအဲ့မှာလည်းကျွန်တော်ဆူတောင်းပေးတယ်ပြီးတော့မောင်းထုတ်လိုက်ပြန်ဝင်လိုက်ဆိုတော့သူတို့ လက်ခံထားတဲ့အရာတခုခုများရှိလားဒီနတ်နဲ့ပတ်သက်တဲ့အရာတွေပေါ့နော်ဆိုအဲ့တော့ကျွန်တော်အကျမ်းစာတင်ပေးတယ်သခင်ရှုယုံကြည်သူတွေဖြစ်တဲ့အတွက်ဘုရားသခင်ကသင်တို့ရဲ့ဗိမာန်ဖြစ်တယ်ဘုရားသခင်ရဲ့ဝိညာဉ်တော်သင်တို့ထဲမှာကျင်းဝတ်တယ်ပြီးတော့ငါဒီကိုယ်တိုင်မရှိယေရှုခရစ်ဒီငါ၌ရှင်တော်မူဤဂလာတိ2:20ကိုပြောတယ်ကောရိန္သုမှာလည်းငါကောင်ကမပိုင်ဘူးဘုရားအသွေးတော်နဲ့ဝယ်ယူထားတယ်ဘုရားငါတို့ပိုင်တယ်အဲ့တော့ဘယ်နဲ့ဆိုမှနောက်ရှင်းလို့မရဘူးဆိုတာကျွန်တော် ပြောပြရတယ်ဗောနော်ပြောပြတဲ့အခါမှာအဲ့နေ့ပထမနေ့အတွေ့အကြုံဗောနော်ကျွန်တော်အဲ့နေ့ဝင်တဲ့နဲ့စကားပြောတဲ့အခါမှာအဲ့နေ့၄ရက်မြောက်နေ့ဆိုတော့စီလောင်းတဲ့ဆရာတွေရောရေမန်းတဲ့ရေနဲ့ပက်တဲ့ဆရာရောကျန်းစာအုံနဲ့ရိုက်တဲ့ဆရာတွေရောတော်တော်တွေ့ရတယ်ဗောနော်ဆိုတော့ကျွန်တော်ကသခင်ယေရှုသည်နတ်ဆိုးပူသောသူကိုတွေ့သောအခါကျန်းစာအုံနဲ့ရိုက်တော်မူရေနဲ့လောင်းတော်မူစီနဲ့လောင်းတော်မူဖမ်းမပါပါဘူးဗောနော်ယေရှုနာမနဲ့ထွက်ထွက်ပြီးပါပြီ နောက်တစ်ချက်တချို့ကြတယ်လည်းနတ်ဆိုးတွေကရစ်တယ်မထွက်သေးဘူးထွက်တာမထွက်တာငါလုံးမဟုတ်ဘူးသခင်ယေရှုနဲ့မင်းနဲ့ရှင်ယေရှုနဲ့မင်းကိုအပ်ထားခဲ့တယ်ဆိုရင် तू နေလို့မရဘူးပေါ့အော်ဒီနေ့လဲ line ပေါ်မှာအဲတရားဟောတဲ့လူတွေတွေ့ပါတယ်မင်းကြေခဲတဲ့အစာတွေကျွေးနေခြင်းဖြစ်တယ်မင်းကနို့ပဲတောက်တော့နော်ဆိုတော့ဒီ comment တွေမှာလာပြီးတော့မှပေါက်ကြရတယ်လာမမှန်နဲ့ငါနဲ့ကိုကလော်တုတ်မှာဆိုပြီးတော့မှပြောတဲ့ဆရာတွေလည်းတွေ့ရတယ် ဆိုတော့သခင်ယေရှုသာဆိုရင်ကဲငါခြေခဲ့တော့ဆောက်ကျွေးတယ်။ငါ့ကိုပေါက်ခဲ့အောင်ပြောငါနဲ့ကလော်တုံးမယ်လို့ယေရှုဆိုပြောမလား။ဒါကြောင့်မလို့ဒီနောက်ဆုံးသောကာလမှာငါ့ရဲ့အယောင်ကိုဆောင်သောမိစ္ဆာပရောဖက်အများတော်လည်းပေါ်လာမယ်။သတိထားပါပေါ့နော်။မိတို့ပြဆိုစီကျွန်တော်ကတော့အသက်သာသင်ခံမယ်ဒီဖယောင်းဆွန့်ဆိုမဆွန့်တော့ကျွန်တော်မသက်သေများဆိုတာရှိတယ်။ယုံကြည်သောသူတို့နဲ့ပြည့်အောင်သောနမိတ်လက္ခဏာဟူမူကား ငါးဤနာမကိုအမိပြုနေဆိုးတို့ကိုနှင်ထုံကြလက်တန်းလို့သခင်ယေရှုကမိန့်ဆိုထားပါတယ်သခင်ယေရှုဟာအသက်ရှင်သောဘုရားကယ်တင်သောဘုရားဖြစ်တယ်လူတိုင်းကိုကယ်တင်ပေးပြီးဖြစ်တယ်မဆာယဆိုတဲ့အသီးကိုအာဒံယူစားမိတဲ့အခါမှာလူသားအလုံးအပြည့်ထဲကြောက်သလိုဒီနေ့ယုံကြည်ပါသခင်ယေရှုကတောင်းခံပါတယ်နော်ဒီနေ့တင်ကိုယ်တိုင်အာဒံရဲ့နေရာပဲဖြစ်တယ်ဆိုတော့ဘာကိုရွေးမှလဲသခင်ယေရှုညင်းပယ်ပြီးတော့မှ ကိုတမလွန်ကိုတာဝန်ယူမဲ့လူလားအင်မတန်ကြောက်ဖို့ကောင်းပါတယ်လူသားနဲ့ကဲတင်ချင်းတို့ရောက်ရင်တမန်တရားတည်ကြပါစေ God bless you